ကဲတန်းစင်ကတော့ရှုံးသွားပါပြီသူတို့အခွင့်အရေးတွေနောက်ထပ်ရှိလာနိုင်တယ်ဆိုပေမဲ့လေဒါက1 championship နဲ့စာချုပ်ဖျက်သိမ်းရမယ့်အနေအထားမှာရှိသွားပြီဖြစ်ပြီးတော့နောက်ထပ်နောက်ထပ်1 championship မှာပွဲရဖို့ကတတော်လေးကိုခက်ခဲသွားပြီဖြစ်တယ်ဒီပွဲကိုချိလိုက်မယ်ဆိုရင်ဒါလူကြီးနဲ့လူငယ်ထိုးနေသလိုပဲဗျเนาะခွန်မွန်နိုင်ကသူ့ရဲ့ဒါအယူဒီဆောက်ပုံတွေကအသက်30နှစ်နဲ့ဗျတတော်လေးကိုအကျန်းအခုမှကျွန်တော်တို့22 ောက်လေးပဲရှိသေးတယ်21 22လောက်ပဲရှိသေးတယ်ဆိုတော့တတော်လေးကိုအသက်အရွယ်က10နှစ်လောက်ကိုကွာခြားပြီပေါ့နော်ဆိုတော့အတွေ့အကြုံရရောတန်းစင်ကဒီပွဲမှာတကယ်ပြောတာပါနော်တခြားသောပွဲတွေပွဲတွေထက်အများကြီးတိုးသက်လာတယ်နော်ဟိုကျွန်တော်ကင်ဆယ်လက်နဲ့ပွဲမှာအဖွင့်ဝင်တာမှားသွားလို့သူအနေနဲ့ဒီအပိုင်းကိုလည်းတတိထားပြီးဆိုတော့ကျွန်တော်အနေနဲ့ အကျွေးရတွေပေါ့နော်ပထမအချိန်မှာတန်းစင်ကအပြည့်တက်တာတာပါနော်တော်တော်လေးကိုတန်းစင်ကပညာရီတော်တော်လေးကိုဘယ်လိုပြောမလဲအင်ကဆိုရင်ဗျာဒါပွဲနီးမှစူပါလက်ဂျင်မှာတွားရောက်လေးချင်းတယ်ပေါ့အခုကဒါကျွန်တော်တို့တလားလောက်ကိုကြိုတင်လာပြီးတော့လေးချင်းပြင်ဆင်ခဲ့တယ်ပေါ့လေဆိုတော့အများကြီးလေးတန်းစင်ကတိုးတက်လာတာကိုတွေးရတွေပေါ့နော်ဒါမှစိတ်မကောင်းစွာပဲဒါအသက်ရွယ်ရောနော်ချက်ခိုင်မှုအပိုင်းရောပြီးတဲ့ခါကျတော့ဟိုအတွေ့အကြုံပိုင်းရောအများကြီးကြွာချနေခါကျတော့တန်းစင်ကနော်ရှုံးသွားပါပြီတကယ်လို့မှစိတ်မကောင်းပါဘူးဒါမှညီလေးတန်းစင် င်ကြိုးစားပါလို့ပြောခြင်းတယ်။မအောင်လဲဆိုတော့မင်းဒီဘွဲမှာကျွန်တော်ပြည်သက်တွေမင်းကိုဒါအများကြီးတိုးသက်တာတွေးခဲ့ရတယ်ပေါ့နော်။ဆိုတော့ဆက်လက်ပြီးတော့ကြိုးစားပါညီလေး။